ခုကျွန်တော် retail နဲ့ပတ်သက်တာလေးပြောမယ်ကျွန်တော်တို့က retail ဆိုရင် marketing တချို့တင်တဲ့တချို့တော်တော်များကဘယ်လိုပဲဥတည်လို့ပြောရင် production ကနေပြီးတော့ဒီ producer ရှုတော့ကနေ marketing ကိုစဉ်းစားတယ်ဒါပေမဲ့တကယ်တမ်း marketing မှာလိုတာအဲ့ retail သမားတွေလေ retail ရဲ့ marketing လုပ်တဲ့ idea မျိုးစဉ်းစားလို့ရတယ်အရှိမကျွန်တော်တို့စဉ်းစားခဲ့တဲ့ strategy ကတော့ပုံစံလေးဒါပေမဲ့ retail ကိုလည်း emphasize လုပ်ပြီးကြည့်မယ်ဆိုရင်ဒီတင်တာ retail retail လုပ်နေပြီလေပါရင်လည်းပါမှာပါ ဲ့တော့ new reday form and combo ဆိုတော့ဒါကအခု reday ရဲ့အပြောင်းလဲလေးကိုကျွန်တော်ကြည့်မယ်ပေါ့ဘာလို့ပြောရင်ကျွန်တော်တို့က combo လောက်လာတယ်ဥပမာ gas station ထဲမှာသွားပြီးတော့ကျွန်တော်တို့ဟို convenience store တွေပါစောက်လာတာမျိုးအဲ့အရာလေးဖြစ်လာတယ် grow or enter type competition ဆိုင်ထဲမှာဗျာဒီ shopping mall ထဲမှာ तू ကလည်းအဝတ်ဆိုင်ကိုကလည်းအဝတ်ဆိုင်ဆိုပြီးတော့ပြိုင်နေရတဲ့ရှင်ပြိုင်မှုမျိုးတွေများလာတယ် competition between store and non store based retailer ပြောချင်တာကတဲ့သဘောကတော့ store မှာရောင်းလာတဲ့ non non store base ဆိုတာကကြတော့ဗျာ store ဆိုင်မှာမဟုတ်ဘူး main e-commerce လေးဖြစ်ကောင်းဖြစ်နိုင်တယ် channel တစ်ခုကနေရောင်းနေတဲ့အပြိုင်ဆိုင်တွေဖြစ်လာတယ်နော်ကျိုးဆိုရင် online ရောင်းလို့ဈေးသက်တာပေါ့ဘာလို့ तू ကဈေးသက်တာမှာပေါ့သူ့မှာဘာမရှိဘူးလေသူ့မှာတခြားဒီဆိုင်ငန်းငှားကတော့ဘာဥညာတော့ तू အသိမရှိသူ့သူ့အိမ်မှာသူ့ပစ္စည်းဝယ်ထားတယ်ပြီး online မှာဒါလေးလှတဲ့ပိုင်းဆိုသူရောင်းနေရလေးရှိဒါ retail environment changes နောက်တစ်ခုက grow or giant retailer ရီတေးလာအကြီးကြီးတွေအများကြီးဖြစ်လာတယ် Amazon တို့လာကျွန်တော်တို့နိုင်ငံမှာဆိုလည်းရှိပါတယ်ဒီ City Mart တို့ဘာတို့ပေါ့နော်နောက်ဒီ Dacha Shopping Mall တွေဆိုလည်းအများကြီး Giant တွေအများကြီးပို့ပြီးတော့များလာတယ်ဒါပေမဲ့ traditional trade ကတော့ရှိနေတော့မယ်ကျွန်တော်တို့ဈေးဆိုင်လေးကျွန်တော်တို့ဈေးတွေတွားနေကြတော့မယ်လေဟုတ်တယ်နော်ကျွန်တော်ဈေးတွေတွားနေကြတော့မယ်ကျွန်တော်တို့မှာဈေး City Mart လို့မဟုတ်ဘဲနဲ့ရက်ကွက်ထဲမှာဖွင့်နေတွားတဲ့ဟလာဈေးတွေလည်းရှိနေတော့မယ်ဖြစ်တယ်နောက် growing investment in technology ် retail မှာ technology ကိုအရင်ဦးစားပေးလိုက်ဥပမာ Amazon ဆိုပါဆို Amazon ဆိုရင် तू ကရှင်းရှင်းလေးပေါ့ one day delivery နောက်ခုနောက်ပိုင်းဆို तू ဘယ်လောက်တောင်ဟို7နာရီအတွင်းပိုင်းတောင်သွားမဲ့ idea မျိုးသွားနေလာတော့မပြောတတ်ဘူးအဲ one day delivery ဆိုတော့ technology ကိုသုံးပြီးတော့ဟလာဒီအရန်ကို retail environment မှာအရန်သုံးလာကြတယ် global retailer တွေပုံများလာတယ်ဒါကတော့ရှိမှာကျွန်တော်တို့ပြောခဲ့လို့ Amazon လိုကုမ္ပဏီမျိုးတွေအများကြီးပေါ်လာတယ် grow or local retailer local retailer လည်းအရန်များလာတယ် နော်ရီအကျဉ်းတော့ကျွန်တော်တို့ဟာဒီ shopping mall ဆိုရင်ကျွန်တော်တို့ brand ကတိတ်ရွေးစရာမရှိဘူးလေအဲ့ဒါတစ်ခုနှစ်ခုပဲဒါပေမဲ့အခုဆိုရင်တော့ကျွန်တော်တို့ retail brand တွေအဖြစ်အပျက်ညားလာတာကိုတွေ့ရမှာဖြစ်တယ်ဒီတော့ကျွန်တော်အခုအကဲ retail လို့လဲဆိုရင်ကျွန်တော်တို့ဘာ strategy လို့လုပ်ရမလဲနံပါတ်1က target market အရင်ဆုံးစဉ်းစားငါ့ရဲ့ target customer ဘယ်သူလဲဆိုတာအရင်ရှင်းလင်းဖို့ငါ့ရဲ့ပစ္စည်းကိုလာဝယ်မဲ့လူတွေကဘယ်သူတွေလဲအဲ့ဒါအရင်ရှင်းလင်းဖို့နော် target တက်ဖြစ်ဖို့လိုတယ် target ဖြစ်ရင်ပို့ပြီးထိအောင်နံပါတ်1 strategy ကကျတော့ product assortment product assortment ဆိုတာက product assortment sometimes refer to x merchandise mix refer to the variety of product that a retailer stock or sell ဆိုတော့ retailer တစ်ခုတည်းမှာပဲဗျာသူကအဆုံရအောင်လုပ်ထားတာမျိုးဆိုတော့ကျွန်တော်တို့ဆိုင်မှာအကုန်ရတယ်ဗျာကျွန်တော်တို့ဆိုင်မှာ technology နဲ့ပတ်သက်တာအကုန်ရတယ်ဗျာအဲ့ idea မျိုးနဲ့ သွားရဲဆိုပြီးရနိုင်တယ်နောက်တစ်ခုက retail differentiation retail မှာ differentiation ဘယ်လိုလုပ်လဲဆိုရင် exclusive brand ပဲရောင်းတယ် not available anywhere else တခြားနေရာမှာကျွန်တော်တို့ site မှာလုံးဝ exclusive brand ပဲရောင်းတယ်နော်အဲ့ဒါမျိုးနောက် private brand မှာ channelizing သူက private brand မှာ channelizing ဆိုတာကဘယ်လိုလုပ်ပြောရင်သူတို့ကဘုဘကနေပြီးတော့ချုပ်တယ်ဒါပေမဲ့သူတို့ရဲ့ branding သူတို့ကပ်ပြီးတော့ရောင်းတဲ့ပုံစံမျိုးလေးအဲ့လိုလုပ်တာလေးရှိတယ်။ဟာ distinctive marginalizing event event တွေလုပ်ပြီးတော့ကြောင်းလာသူတို့ site မှာအခုဆိုရင်ကျွန်တော်တို့ shopping mall တွေမှာသူ event တွေလုပ်တယ်မလားအဲ့လို idea မျိုးပြီးရင် surprise or ever changing merchandising customer တစ်ခေါက်လာတစ်မျိုးဖြစ်နေတာ environment တစ်ခါလာရင်ပုံစံတစ်မျိုးတစ်ခါလာအဲ့တော့ဘာလို့ဆို customer အမြင်နဲ့ဒီအဲ့လိုသူကအစ်စ်အစ်စ်ခံစားရဆို taste ပြီးပြီးတော့သူ့ရှိကိုသူတို့ site မှာမလာအောင်လုပ်တာအဲ့လိုမျိုးတွေရှိတယ်။ Now latest newest အဲ merchandising တို့ကတကယ် latest technology သုံးလာမျိုးဟုတ်လားနောက်ဆုံးပေါ်ဟလာ idea နဲ့ ဖန်တီးတဲ့ဟာမျိုးအဲ့လိုမျိုးလည်းကျွန်တော်တွားလို့ရတယ် customize service customize service ပုံစံမျိုးတွေလည်းကျွန်တော် differentiate လုပ်လို့ရနိုင်တယ်နောက်တစ်ခုက higher targeted assortment အဲ့တော့ဒါကဒါကတော့ဗျာဆိုလိုချင်တာက shopping mall အကြီးကြီးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေကျွန်တော်စဉ်းစားပြီးတွားလို့ရတယ်အဲ့တော့ကိုဒီမှာကျွန်တော်ပြောချင်တာကဘာလဲလို့ပြောရင် retail differentiation မှာငါ့ရဲ့ customer ငါ့ဆိုင်ကိုဘာလို့လာမှာလဲဆိုတော့ meaning ကိုကျွန်တော်ပြီးဖို့လို့ဟုတ်နော်ငါ့ရဲ့ customer ငါ့ဆိုင်ကိုဘာကြောင့်မို့လို့လာမှာလဲဆိုတော့အားမျိုး တော်တို့ဘာလို့လို့ရလို့ပြောရင်တို့ host စီ product ထုတ်ရလို့နေပေါင်းလို့လို့ရတယ်။အဒီတလားတော့ကျွန်တော် promotion လာမယ်ကျွန်တော်တို့ဆိုင်အောင်လာခဲ့ပါ။ဘာ promotion တွေရှိရညာပေါ့။အဲ့တော့ကျွန်တော်ဗါလဲကျွန်တော်ဆိုင်အောင်လာ။ retail သမားရဲ့ retail လုပ်တဲ့လူကဘာလို့ပြောရင်ကျွန်တော်တို့ရှိကိုများများဆိုင်အောင်များများလာနေမှာပေါင်းတာ။အမှကျွန်တော် online ရောင်းမယ်ဆိုရင်လည်းကျွန်တော်တို့ website ကို visitor များနေလို့။အဲ့တော့ visitor များအောင်ဘယ်လိုလုပ်မလဲဆိုရင်ဟာဒီ retailer တွေရဲ့ဟလာအရေးကြီးတဲ့ strategy တစ်ခုဖြစ်တယ်။ နောက်တစ်ခုက procurement idea နဲ့ကျွန်တော်တို့သွားလို့ရတယ်နဲ့နောက်တစ်ခုကဈေးနှုန်းနဲ့သွားလို့ရအာကျွန်တော်တို့ဈေးသက်သာဆုံးဒီမှာကျွန်တော်တို့ရဲ့ brand ကကျွန်တော်တို့ရဲ့ဆိုင်ကလုံးဝဈေးသက်သာဆုံးပစ္စည်းတွေပဲရောင်းနောက်ဝင်ကျွန်တော်တို့ဆိုင်က service အရင်ရောင်းနော်ဒါလည်းရတယ် store atmosphere အာဆိုင်ထဲဝင်လိုက်တဲ့နဲ့ customer ကြည်နူးပြီးတော့ပြုံးပျော်သွားတဲ့ခံစားချက်မျိုးရအောင်ဖန်တီးထားကဲကြမ်းဆိုင်ထဲဝင်လာတဲ့အာဟိုကြော်ခွပြီးတော့သွားနေရတယ်ဘာတွေထားမထားမှန်းကိုမသိဘူးအဲ့လိုပုံစံမျိုးဖြစ်နေတယ်အဆင်မပြေဘူး တော့ stoic atmosphere အရင်အရေးကြီးတယ်နောက်တစ်ခုက stoic activity and experience ဆိုတော့ခံစားချက်ပေါ့နော်တချို့ story ဆိုရင်သူကစင်ထားတာစင်တဲ့ဆိုတာသူဝင်လာတဲ့သူ့ရဲ့ခံစားချက်ကိုဟောဒီ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 တောက်လျှောက်ပေါ့နော်သူဝင်တဲ့အချိန်ကနေစပြီးတော့ customer ကိုလမ်းကြောင်းလေးပါတခါလေးဆွဲထားပြီးပြီးတော့ပြန်ထွက်သွားတဲ့အချိန်မှာ story တစ်ခုပါသွားလို့ရတဲ့ပုံစံမျိုးဒီလိုဝါပေးတဲ့လှုပ်လှုပ်ထားတဲ့ store sign လေးတွေလည်းရှိတယ် နံပါတ်နောက်ဆုံးနံပါတ်6ကတော့ဘာလို့ပြောလဲ communication ကြော်ညာဖို့လို့ကိုယ်ဆိုင်ကြော်ညာနေဖို့လို့အဲ promotion ကိုဘယ်လိုလုပ်မလဲလို့ပြောရင်အဲ product ကိုတင်ထားတဲ့ product တွေကလူတွေပေါင်းပြီးတော့လုပ်နံပါတ်ကြော်ညာကိုယ်ကြော်ညာဟိုကိုယ်ဆိုင်ကိုလူများများသိလေကောင်းလေလေပဲနံပါတ်10ကတော့အမှန်တော့အဲ့ကနံပါတ်1တောင်ဖြစ်တင်လာ retail မှာအရေးကြီးဆုံးက location 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 ဒါပဲ location ကအရေးကြီးဆုံးလူတွေမှာအဲ location တိကျရေးဖို့လို့ကျွန်တော်တို့ဆိုင်ကလုံးဝ central business center မှာရှိတယ် business district မှာရှိတယ်အဲ့ဒါအမှန်ကတော့ strategy ထဲမှာတကယ်စဉ်းစားရင် video မဖွင့်ခင်တည်းကဘာစဉ်းစားတယ်လဲ location ကိုနေစစဉ်းစားတယ်ပြီးတော့မှတခြားအခုကျွန်တော်တို့ပြောရဲ့ strategy နဲ့ကိုယ့်အကိုစဉ်းစားပြီးတော့ငါဘယ်လိုလုပ်မလဲဆိုတာမျိုးချိန်ထိုးလို့ရတယ်အဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ဘာတွေရှိလာလို့ပြောရင် e-commerce e-commerce ကတော့အားလုံးသိတဲ့အတိုင်းပဲ online အနေနဲ့ဝယ်တယ်ပေါ့နော်အဲ့အဲ့ဒီဟာလေးတွေများလာတယ်တချို့ဆိုရင် supplier website တွေကြောင့်ရှိတယ်ဒီမှာ ကျွန်တော်တို့ဒါကတော့ Alibaba ဆိုရင်တကယ်ညာ Alibaba တကယ်ညာ supplier ဘက်ကိုပို့သွားတယ် customer တစ်ခုချင်းဝင်တဲ့ထက်ကို bot တွေလေအခု90ဝယ်အခု200ဝယ်ပေါ့အဲ့လိုမျိုးအဲ့ supplier website တွေရှိလာတယ် informant informediary ဆိုတာက information ပဲပေးတဲ့ site တွေပဲရှိနော် information ပေးတဲ့ site တွေတသက်လောက်ထားရည်ရှိတချို့ website တွေဆိုရင် comparison လုပ်လို့ရတယ်ဒါလည်းပဲကျွန်တော် car insurance ဝယ်ခြင်းနဲ့ဆိုရင်ကျွန်တော်နိုင်ငံမှာတော့ကျွန်တော်မတွေ့သေးဘူးပေါ့နော်အဲလုတ်ကြည့်လဲ အကယ်၍ idea ရှိရင်လုပ်ကြည့်ရင်လုပ်ကြည့်လိုက်ပေါ့။ तू ကဘာလို့လို့ပြောရင်ကာဆာမသူ့ရှိလာပြီးတော့ကြိုက်တဲ့ပစ္စည်းကိုဘယ်ပစ္စည်းမဆို तू က comparison လုပ်လို့ရတယ်။အဲ့လိုမျိုး website မျိုးနိုင်ငံ UK လိုပေါ့မှာဆိုရင်ကျွန်တော်တွေ့ဘူး။ဆိုတော့အဲ့လိုမျိုးလေးပေါ့နော်။အဲ့ information ပေးပြီးတော့ဟုတ်လားလုပ်လာတဲ့ရောင်းလာတဲ့ဟာလေးရှိတယ်။ပြီးရင် market maker market maker ဆိုတော့ match လုပ်ပြီးတာပေါ့နော်။ဥမာထားလိုက်ပေါ့ကျွန်တော်ကဟိုကျွန်တော် information ဖြစ်လိုက်တယ်။ကျွန်တော်ကတော့ဘာပါ ကျွန်တော်မလုပ်ပါတယ်ကျွန်တော်လိုအပ်ချက်တွေတော့ဒါဒါဒါအဲ့တော့ तू ကမလုပ်တယ်ကျွန်တော်လိုချင်တဲ့လူတွေထားတယ် तू ကလိုက်ရှာတယ်ကျွန်တော်တို့ခီးတဲ့လုပ်ငန်းတွေမှာဆိုရင်ကျွန်တော်တို့နှစ်တိုင်းနှစ်တိုင်းเนาะလုပ်တဲ့ဒီ IDB ဘာလင်လို့ပါလို့ဆိုရင်အဲ့တဘောပဲ तू ကကျွန်တော်တို့ profile ဖွင့်လိုက်ဖွင့်ပြရတဲ့ငါတို့ကဘယ် market တွေကိုတာဝန်ယူပါတယ်ဘယ်လိုခီးစဉ်တွေစီစဉ်ပါတယ်ငါတို့ရှာနေတဲ့ customer တွေကတော့ဘယ်သူတွေပါလဲရိုက်ထည့်ပေးလိုက်တယ်ကျွန်တော်တို့က तू က matching လုပ်ပေးဘာကလူရှာနေလူနဲ့မရှိလို့ပဲအဲ့ဒါပါလေအဲ့ကျတော့ market maker ဒါနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ develop ဖြစ်လာတဲ့ဟာလေ ့ customer community customer community ဆိုတော့တချို့ site တွေကြတော့ဗျာဟိုဒီမှာကျွန်တော်တစ်ချက်ပြောချင်တယ်ကျွန်တော်တို့ B2C ရှိတယ် B2B ရှိတယ် C2C လည်းရှိတယ် customer အချင်းချင်းပြောင်းချောင်းတဲ့ကိစ္စလေးအဲ့လိုမျိုးလည်းနောက်ပိုင်းမှာဖြစ်လာတာမျိုးတွေတွေ့ရဟုတ်ပြီနော်ဒါတော့ e-commerce development ပေါ့ Okay e-commerce being m-commerce m-commerce ဆိုတာကဟိုပြောရတော့ဗျာရှင်းရှင်းလေးပဲဖုန်းသုံးပြီးတော့ပစ္စည်းဝယ်တယ်အဲ့လိုပဲမှတ်လိုက်ရင်ရပါတယ်ဒါပါပဲဖုန်းတဲမှာပဲလုပ်နေတာ e-commerce ကမှတချို့အရာဟို computer တွားရတော့ဘာလို့ e-commerce ဆိုတာကတော့ဟို internet ပေါ်မှာပေါ့နော် internet ကိုသုံးပြီးတော့ဝယ်တဲ့ခါမျိုးအမအမကောမှာတော့ internet သုံးပြီးတော့ mobile နဲ့ဝယ်တာပေါ့ဗျာဒါပါပဲအများကြီးဟိုချစ်လို့ချို့လို့တော့မရှိပါဘူးအဲ့တော့ဖုန်းဝယ်ပြီးတော့ဟိုဝယ်တဲ့ခါလေးရှိလာတယ် click clicking the phone to pay for meal နော်တခါကျရင်ဖုန်းလေးကိုပိတ်ဖုန်းလေးနဲ့လိုက်တဲ့ခါပါလို့လေပတ်စံပေးကြတယ်နောက်ပိုင်းလာလိမ့်မယ်နော်ဖုန်းနဲ့တခါထိရတဲ့နဲ့ပတ်စံပေးကြဖြစ်တယ်လို့ပေါ့အဲ့လိုမျိုးလာတော့နော် โอเคဒါကတော့ M-commerce ကတော့ရှင်းရှင်းလေးပါပဲဖုန်းကိုသုံးပြီးတော့ပစ္စည်းဝယ်တဲ့ကိစ္စတွေလုပ်တဲ့ခါလေးတွေတိုးတက်လာလေးတွေရှိတယ်ဟုတ်ပြီနော်ကျွန်တော်ဒါလေးကိုနည်းနည်းပြောချင်တာက channel စဉ်းစားတဲ့အခါမှာကျွန်တော် logistic cost တွေပါတချို့ကောက်တာရှိတယ်ဥမာ city mart ပေါ့ဆို5%တော့ something ပေါ့နော်အဲ့လိုမျိုးလေးကြီးကျွန်တော်ကြားဘူးတယ်ကောက်တာရှိတယ်ဒါပေမဲ့ logistic cost ဆိုတာတချို့ကဘယ်လိုထင်လဲဆို transportation လို့ထင်တယ်အဲ့ဒါလေးကျွန်တော်မှားမှာဆိုလို့ပြောတာနော် logistics လို့ပြောလိုက်ရင် transportation ကိုပြောတာ transportation တစ်ခုလို့ပြောတာမဟုတ်ပါဘူး logistics လို့ပြောလိုက်ရင်ကျွန်တော်တို့ကပစ္စည်းကိုဒီဘာလို့ပြောရင်ထိမ့်သိမ်းတာနော်ပစ္စည်းကို warehousing နေ inventory inventory ထိမ့်သိမ်းတဲ့ကိစ္စတွေ transportation တွေအဲ့ဒါတွေအကုန်လုံးပါတယ် logistics လို့ပြောလိုက်ပစ္စည်းတစ်ခုကိုတဲပြီးတော့ဟို customer ထိကိုရောက်တဲ့အထဲမှာအကုန်လုံးလောက်ရတဲ့ store လောက်ရတဲ့ကိစ္စတွေ transportation ကိစ္စတွေအကုန်လုံးအဲ့ဒါက ဟုတ်ဘူးဟာ logistics အကြောင်းကပြောရမယ်ဆိုရင်တကယ်တမ်းပြောမယ်အများကြီးပဲအများကြီးပဲဆိုတာထားလိုက်ပါကျွန်တော်ခုနွားနို့ဗျာနွားနို့ထုတ်မယ်ဆိုပါဆို customer လက်ထက်ရောက်တာဘယ်နှရက်ကြာမှာလဲကျွန်တော်ဒီနွားကနေပြီးတော့နွားနို့ကြတဲ့အချိန်ကနေစပြီးတော့ဒီဆက်ယုံရောက်တဲ့အချိန်ဆက်ယုံမှာထုတ်တဲ့အချိန်အဲ့မှာဘလို့ဘလောက်လောက်အေးတဲ့အနေထားနဲ့ထားရမှာလဲဟုတ်ပြီနော်ပြဆိုင်မှာဘလို့ထားမှာလဲဆိုင်မှာအေးကန်းထဲမှာထားမှာလားဘယ်မှာထားမှာလဲအဲ့ဒါတွေအကုန်လုံးကိုစဉ်းစားပြီးတော့သွားတာ logistics လို့ပြောလိုက်ရင် transportation လို့တချို့ကအဲဖတ်ဆိုပြီးတော့အဲ့လိုမြင်တတ်တယ် ါမှ logistics လို့ပြောလိုက်ရင်အဲ့ transporting တစ်ခုလို့ပြောတာမဟုတ်ဘူးနော်ဒါလို့ကျွန်တော်သိစေချင်တယ်အဲ့တော့ logistics plan နဲ့ decision ကကြတော့သဘောတရားတွေကတော့ကျွန်တော်အရှိမပြောရနဲ့ဆင်းတယ်နံပါတ်1 product နဲ့ value proposition ကို product ကဘယ်လို product မျိုးလဲဘာဖြစ်ချင်တာလဲကို product ရဲ့ nature ကဘယ်လိုလဲအဲ့ဒါစဉ်းစားနောက်တစ်ခုက channel design နဲ့ network strategy ကျွန်တော်ရဲ့ channel design ကိုဘယ်လိုဆွဲထားတာလဲအဲ့ဒါလေးစဉ်းစားနောက်တစ်ခု information and safe focusing system logistic ဒီထားလိုက်ပါတော့ကျွန်တော်တို့ကဟလာဒီကိုဒီ sign တွေကိုကျွန်တော်ပုံမှန်တစ်နေ့ကို၃ခေါက်တော့ပို့တယ်။ဒါမှမဟုတ်လည်း၃၃ရက်ကိုတစ်ခေါက်တော့ပို့တယ်။ဒါပေမဲ့တစ်ခါမှရင်ဟလာတစ်ခက်နှစ်ခက်သွားနေတယ်အဲ့လိုမျိုးချက်ကိုကျွန်တော်ဘာလို့ဘလို့စီစဉ်မလဲပေါ့။အဲ့လိုမျိုးပြောတာ။အဲ့တော့ demand တွေကိုဘယ်လောက်တက်လာကြရရှိလဲ။အဲ့ဆိုရင်ငါတို့ကားဖန်စီလောက်ရအောင်အေးကောင်ဘလောက်အေးရအောင်ဘယ်နှခမ်းလောက်ဝယ်အဲ့အမျိုးပြောတာ safe focus ကြီးမှာတခါစဉ်းစားပြီး logistic ကိုစဉ်းစားတယ် ။နောက် warehouse management အရေးကြီးတယ်။တခါကျတော့သူပစ္စည်းတွေကရန်ရန်ကောင်းတဲ့ထားလိုက်ပါတော့ဟိုကပစ္စည်းလာချတာ။ချလာချအဲ့ချတဲ့အတိုင်းတင်းတာ။ချတဲ့အတိုင်းအဲ့အဲ့ဂရုံလောက်ထ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 က်။အပီကကပြန်သွားပါဘောနော်။လာပစ္စည်းလာချပြီးတော့ကပြန်သွား။ customer ပုံမှန်ဝယ်နေကြတဲ့ပစ္စည်းတွေကိုဟိုးနောက်ထပ်မှထည့်ထားတယ်။အဲ့အဲ့မှာပြန်ထုတ်ပြန်ထုတ်ပြန်ထုတ်အလုပ်တွေရရှုပ်အဲ့လိုပေါ့။ management ဆိုတာဘယ်ပစ္စည်းတွေရောင်းကောင်းလဲ။ဘယ်ပစ္စည်းတွေတော့တရားလူပွဲလို့ကိုယ့်ဘုတ်တခါ decision ချပြီးတော့ warehouse management လာတော့ warehouse management အရင်အရေးကြီးတယ်။ နောက်က transportation management နော်ဒါလည်းအရေးကြီးတယ်အ transportation management မှာကျွန်တော်ခုနပေးခဲ့တဲ့ဥပမာဆိုရင်ကားတစ်စီးကရန်ကုန်မြို့တစ်ဘက်ပိုင်ဘယ်လောက်ကြာမလဲအဲ့ပစ္စည်းရဲ့ demand ပေါ်မှာမူတည်ပြီးတော့ဘာပစ္စည်းတွေဒီတစ်ခေါက်မှာတော့ပို့မလဲဆိုရင် management အရေးကြီးအဲ့ဒီဒီဘောတရားကိုပြောတာနော် transportation management ရဲ့ material management ခုနနွားလို့ဆိုပါဘူးဘယ်လိုထိမ့်သိမ်းမလဲအဲ့အားလေးအပစ္စည်းတွေပုံနဲ့သွားမယ်ဆိုရင်ဘယ်လိုမျိုးကင်တွေးရမလဲဘာညာအဲ့ဒါတွေကအစားအကုန်လုံးစဉ်းစားရမှာ logistics planning နော် အ decision ကတော့ကျွန်တော်တို့ short term order to payment cycle တိုးလေကောင်းလေပဲဒီ cycle တိုးလေကောင်းလေလေပဲနော်တော့ပို့တာနဲ့ပတ်စံကောင်းတဲ့အဲတော့အဲတိုးလေလေကောင်းလေလေပဲ efficiency ရှိဖို့လိုတယ်နောက်တော့ warehousing စဉ်းစားရမယ် co product နဲ့ kait တဲ့ဟာမျိုးပေါ့ပြီး inventory level chain chain တက်ကြမယ်ပြီး transportation စဉ်းစားရမယ်အဲဒါဆိုရင်တော့ကျွန်တော်တို့ဘာနာဘာရအောင်ဒီ channel management နဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော်တော်များများနားလည်ပါမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။နောက်တစ်ပိုင်းက ကျွန်တော်တို့တော်တော်များများပြောလေးရှိတဲ့ marketing နဲ့ရောခူးထွေးလေးရှိတဲ့ဒီပိုင်းဖြစ်တဲ့ promotion အပိုင်းကိုကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ်